ထွက်ပယ်စာရေကင်းနေခြင်းစနစ် TSR စနစ်သည် Honda စက်စစ်မှာပါဝင်တဲ့မိပညာမြေဘေးကင်းလုံခြုံမှုနဲ့ရေမောင်းထောက်ကိုပြုစနစ်တစ်ခုဖြစ်ပါတယ်။တရားစာစနစ်သည်ရေမောင်းသူများအနေဖြင့်ညံနှုံးကတ်ချက်များကိုသတိထားနိုင်စေရန်ဝင်းရှင်းမောင်းတဲ့ကင်မရာမှတစ်ဆင့်စောင့်ကြည့်ပြီးညံနှုံးကတ်ချက်ဆိုင်ပုံများကိုတွေ့ရှိပါက dashboard ပေါ်ရှိ infotainment စက်ခွင်တွင် icon လေးပေါ်လာပြီးအချက်ပြရည်များဖြစ်ပါသည် မြန်လုံးကန့်တ်ချက်များအလိုက်အချက်ပြအင်ကုန်ကိုပြောင်းလဲပြသပေးမှာဖြစ်ပြီးမြန်လုံးကန့်တ်နေမျိုးကျလုံးသွားခြင်းလို့မဟုတ်အချက်ပြမိပြရဲ့ရင်အားချိုးကွေးလိုက်ခြင်းများတွင်မြန်လုံးကန့်တ်မှုအချက်ပြအင်ကုန်လေးပြတ်ကွက်သွားမှာဖြစ်ပါတယ်။ရင်းရမြန်လုံးကြီး speed limit ကိုရရှိခြင်းလို့မဟုတ်ကျလုံးသွားခြင်းများတွင် speed limit အင်ကုန်ကြီးမိတုံးမိတုံးလင်းလာပြီးအချက်ပြပေးမှာဖြစ်ပါတယ်။ဒီအစားစနဲ့အခွင့်ပိတ်ပြုလုပ်ခြင်းနဲ့စိတ်ကြချင်းကြီးခြင်းများအတွက်ကားကိုရထားပြီးစနိုးထားရမှာဖြစ်ပါတယ်။ ပထမဦးစွာစတီယာရင်ဝီဘယ်ဘက်ချမ်းရှိဖုံးပတ်တန်းကိုနှိပ်ပါဆလတာဝီကိုလှည့်၍စတင်နေသောနှဲ့ရည်ဝင်ပါထို့နောက်ဆလတာဝီကိုလှည့်၍ driver assist system ဆက်လက်ထဲကိုဝင်ပါတရားစာစနစ်အချက်ပြခြင်းကိုပိတ်ထားရန်ဆလတာဝီကိုလှည့်၍ traffic sign recognition system display setting နဲ့သို့ဝင်ပြီး off ကိုနှိပ်ပါ over switch ချက်ပြခြင်းကိုပိတ်ထားလိုပါကဆလတာဝီကိုလှည့်၍ traffic sign recognition system acd speed 1နဲ့သို့ဝင်ပြီး off ကိုနှိပ်ပါ သမတ်မြန်မှုကြောသွားခြင်းဖြင့်အချက်ပြခြင်းကိုစိတ်ချချင်ရင်နိုင်ရန်စလတာဝီကိုနှဲ့၍ speed limit ဝန်နှင့်တရှိုးဆက်တင်နေသို့ဝင်ပါထို့နောက်စလတာဝီကိုနှဲ့၍ speed limit ထဲသို့ဝင်ပြီး speed limit black 3 mile per hour speed limit black 5 mile per hour speed limit black 10 mile per hour ဆိုပြီးဒီမိစိတ်ချရွေးချယ်ထားနိုင်မှာဖြစ်ပါတယ်